ကအဲ့ကောင်အသက်တွေငင်နေတာငင်နေတဲ့အချိန်မှာနောက်ကလာတဲ့တယောက်ကကင်ထုတ်သွားတာပေါ့နော်ဖုံဖုံဖုံမပြစ်နဲ့မပြစ်နဲ့တော့လို့တော့တားချိန်မရဘူးအရှိမလည်းဖုံ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 ပြစ်နေတာပြီးရင်ကွင်းမြောင်ကြီးထိုင်မဲထိုင်လို့ရတာဗျာသိလားကွဲစရာကစရာဘာမှမရှိဘူးဒီကနေ့ကတော့အော်တိုဘာလ18ရက်နေ့နောက်25ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှလည်းဒါ လက်ပန်းမြွနဲ့အဲလက်ပန်းမြွနဲ့တရချောင်းရွာကဖြစ်စင်ပါနော်အဲရောက်20စစ်ကောင်စီဘက်ကတည်ဆုံးပြီးတော့12ရောက်ဖမ်းမိတဲ့ဟာပါနော်ကစင်ကလေးနဲ့ထွက်ပြေးတဲ့စစ်ကြောင်းတစ်ကြောင်းလုံးပြတ်သွားတဲ့တိုက်ပွဲနဲ့ပတ်သက်လို့ပါနော်တပ်ဖွဲ့တွေကဘလို့တွေတိုက်ခိုက်ခဲ့သလဲဒီကြောင်းနဲ့ပတ်သက်လို့ပြောကြမယ်ပြီးတော့ကချင်ပြည်နယ်ကသတင်းတူးတွေလည်းပြောကြမယ်နောက်တစ်ခုကတော့ဒါပခုတ်ကူလေတက်ပါနော်အဲအဲ့ဒီကနေပြီးတော့သွားပြီးတော့လေစိတ်ကနေပြီးတော့ရိတ်ခါယူလာတဲ့ကောင်တွေကိုစောင့်ကြည့်ပြီးတော့ပြစ်ခတ်တာအဲ့ထဲမှာထူးခြားဖြစ်စဉ်လေးတွေလည်းပါတယ်ပေါ့နော်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးလည်းပါတယ် တပ်ဖွဲ့တွေရဲ့ဒီလုတ်ရေကန်ရင်းနဲ့ပတ်သက်တဲ့ဟာမျိုးလေးတွေဒါကျွန်တော်မြင်ရတွေ့ရတဲ့ဟာလေးတွေကိုလည်းမျှဝေသွားမယ်ပေါ့နော်။အဲ့တော့ပထမဆုံးတော့အာပါတီးယားနဲ့ဒါအယောက်20ကျော်ဂိန်းသွားတဲ့ဟာပေါ့နော်။ဒါလက်ဗရန်မြို့နယ်တွေကဒါတရချောင်းဖြစ်စဉ်ကအာပါတီးယားရှိတယ်။စစ်ကောင်စီဘက်ကစစ်ကြောင်းကိုဒါအလင်းငိုက်ပေါ့နော်အလင်းငိုက်ဆိုတဲ့ဟာမျိုးနဲ့တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်။အော်တိုဘားလဒါ15ရက်နေ့ကဒါမွန်လွဲပိုင်းမှာပေါ့နော်ဒါလက်ဗရန်မြို့နယ်တရချောင်းကိုစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးတယ်။အဲ့ဒီမှာတိုက်ပွဲဖြစ်တာ။အဲဒီကောင်တွေဘက်ကဒါမီးရှို့ဖို့သွားတာပေါ့နော်မီးရှို့ဆိုတော့ကျေးရွာတွေကိုမီးရှို့ဖို့သွားတာ။ ရောက်တဲ့ချိန်မှာရှို့လောင်ရှို့နေပြီဆိုပြီးတော့သိရတယ်အဲအဲ့ဖြစ်စင်ပါဗျာအဲ့တော့အားရစရာကဘာလဲဆိုတော့တပ်ဖွဲ့တွေကအထီးကမ်းရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်စစ်ကောင်စီဘက်ကဒါ၁၂ရောက်ဖမ်းမိတာရှိတယ်တုံမန်းနေပါဗျာပြီးရင်ရောက်20ကျော်တည်တယ်ပြီးရင်ဒါလက်နက်ခဲယမ်းတွေရလက်နက်ခဲယမ်း16လက်ရ16လက်တနက်16လက်ရအဲ့ဒါရအားရဖို့ကောင်းတယ်အဲ့ဒါမှာစနိုက်ပါတွေကစပါအာစနိုက်ပါပါတဲ့အတွက်လေတပ်ဖွဲ့တွေအတွက် ။နောက်ဆိုရင်တော့ဒါစစ်ခွေးတွေကဖျားတာနေရတော့မယ်နေသားပြီးတော့ဒါမိတဲ့တုံပန်းတွေပေါ့နော်။အဲတုံပန်းတွေကိုလက်နောက်ပြန်ကျိုးတုပ်အဲပြီးရင်ဒါဒူးထောက်တိုင်းကဲအဲပြီးရင်အပေါ်မှာကောင်းပေါ်မှာလက်တင်အဲအဲ့လိုပုံစံမျိုးနီးမျိုးစုံနဲ့ဖမ်းထားတာပေါ့နော်။အဲအဲ့လိုပုံစံမျိုးဖမ်းထားတဲ့စစ်တုံပန်းတွေလည်းရှိတယ်။အဲပြီးရင်အဲ့ဗီဒီယိုဖိုင်လေးအတူလေးပေါ့နော်။အဲဥစ္စာကတော့ဒါလူသားဆန်တဲ့ဟာနဲ့ပတ်သက်တာပါ။အာဒလိုင်းတပ်ဖွဲ့ဘက်ကပါနော်ဒီမှတ်တမ်းယူတဲ့အချိန်မှာလိုက်ရိုက်ပြပြီးတော့နော်အဲ့မှာတယောက်ကပြောတော့အမစနိုက်ပါစနိုက်ပါပါတယ်စနိုက်ပါကင်တဲ့ကောင်ပါတယ်ပါနော်ဘဲကောင်လဲစနိုက်ပါဘဲကောင်လဲပါနော်အဲ့လိုလိုက်မင်းနေတာဒါစနိုက်ပါကင်တဲ့ က်ကောင်တစ်ကောင်လည်းလုံးဝတည့်ပြီးရိုက်ပြထားတာရှိတယ်။နောက်တစ်ခုကအဲ့လိုပေါ့တပ်ဖွဲ့တွေကရေတောင်မှတိုက်နေသေးရပါဘောနော်။ရေလေးတောင်မှတေချာခတ်ပြီးတော့တိုက်တဲ့ဟာမျိုးတွေလည်းတွေ့ရတယ်ဘောနော်။အဲ့တော့ပုံစံလေးတွေကဗျာဖမ်းမိသွားတော့ကြတော့လုံးဝသူတို့မှအပြစ်မရှိတဲ့ပုံစံမျိုးနဲ့မျက်နှာငယ်လေးပေါ့နော်ချီရတာ အသေးတွေလည်းပေါက်ပါလေဗျာတကယ်သိလားအဲ့လိုမျိုးပေါ့နော်မိသွားပြီဆိုတဲ့ချိန်မှာအဲ့ပုံစံမျိုးမမိခင်ကသူတို့လုပ်တဲ့လုပ်ရက်ကိုကျွန်တော်ထပ်ပြောပြမှာပေါ့နော်အဲ့တော့ဒါသူတို့ကိုဖမ်းမိတဲ့ချိန်မှာအတန်းလိုက်လေးဒါတပ်ဖွဲ့တွေကလည်းအေးလူပဲထိုင်နေတာဒီကောင်းတွေကိုအခုနလိုဒူးတော့ထိုင်ခိုင်းပြီးပေါ့နော်မှတ်တမ်းလိုက်ယူတာပေါ့နော်အဲ့တော့တပ်ဖွဲ့တွေဘက်ကတော့ဒါလူစိတ်ရှိတယ်ရေတော်မှတိုက်တယ်ကောင်းမွန်ပြောတယ်ဘာမှမပြောဘူးဗျာသိလားစနိုက်ပါဆိုတဲ့မျိုးကဒီဘက်ကတပ်ဖွဲ့တွေကိုဒါအဝေးကနေပြီးတော့လှမ်းပြီးတော့ဒါစိမ်းပြေနေပြီးဖြုတ်ခဲ့တဲ့ကောင်မျိုးပေါ့ဗျာအဲ့လိုကောင်မျိုးကိုတော့မှပဲ ကောင်းကောင်းမွန်မွန်နဲ့ဆက်ဆက်နိုင်တာဆိုတော့တော်တော်လေးတော့အန်အောဖို့ကောင်းတာပေါ့ဗျာအဲ့တော့တချို့ကတော့တိုက်ပွဲတွင်းမှာရတဲ့ဒဏ်ရာလားဘာလားတော့မသိဘူးပေါ့နော်နှောင်းဖုံခါထားရလားအချိုးဝန်းပြေလို့ပြင်းထားရလားတော့မသိဘူးပေါ့နော်သေးတန်ရွှဲရွှဲလေးနေတော့တွေ့ရတာပေါ့နော်အဲ့တော့ဒါပြူကြောင်ပြူကြောင်နဲ့ကြည့်နေရအေးပေါ့ အဲအဓိကတော့ဒီကောင်းနေကန်ကောင်းတာပါဘာဖြစ်လို့လဲဆိုတော့တကယ်စစ်သားကောင်းဆိုတဲ့အဖွဲ့တွေကိုဒီကောင်းနေတိုက်ရလို့ကန်ကောင်းတယ်ကျွန်တော်တို့ဒီဘက်ကတပ်ဖွဲ့တွေကတော့ကန်ဆိုးတယ်ဗျအဲ့လိုမျိုးရွရုံမှမှာပပတ်ဆက်ဆက်ပေါ့နော်ပြည်သူရဲ့နေအိမ်တွေကိုလိုက်ပြီးမိရှုနေတဲ့အောက်တန်းကြတဲ့အဖွဲ့ကိုဒါပြန်တိုက်နေရတာဖြစ်တဲ့အတွက်ပေါ့နော်အသက်ပေးပြီးတော်လန်နေရတာဖြစ်တဲ့အတွက်ဒါကန်တော့ဆိုးတယ်လို့ပြောရမှာပါဗျာအဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါတပ်ဖွဲ့တွေရဲ့အောင်မြင်မှုအကြီးကြီးဖြစ်တယ်အဲ့တော့အဲ့တိုက်ပွဲကိုဘလိုတိုက်ခဲ့လဲအဲ့တိုက်ပွဲကချက်ချင်းလက်ရင်းထပြီးဖြစ်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးဗျတပ်ဖွဲ့တွေကရှေ့မှာစောင့်ကြိုပြီးတော့တိုက်ဖို့အတွက်စီစဉ်ခဲ့တာတွေရှိတယ် ဒီစစ်ကြောင်းဒီလိုမျိုးဒီလမ်းကိုလာမယ်ဆိုတဲ့အချိန်မှာသွားပြီးတော့စောင့်တာမျိုးတွေရှိတယ်။အဲ့အရင်ရက်တွေတုန်းကဒီကောင်တွေလုံးဝမရောက်လာခဲ့ဘူး။မရောက်လာခဲ့တော့ဒါတရက်အသက်ရှင်တဲ့ကွင်းရသွားတော့ပေါ့ဗျာ။အဲ့တော့ရှေ့ရက်ဒီမှာမရောက်လာခဲ့ဘူးဒါပေမဲ့လေဒါ15ရက်နေ့မှာပေါ့တော့နော်အဲ15ရက်နေ့ဒါမွန်းလွဲချိန်မှာတော့အဲဒီကောင်းလေးလာပြီဆိုတဲ့ဟာကိုသိတဲ့အတွက်ပေါ့နော်တပ်ဖွဲ့တွေကအဲ့နေရာကိုသွားပြီးတော့ဒါတိုက်ခိုက်ခဲ့တာဖြစ်တယ်အဓိကတော့အလင်းငန်တိုက်ခိုက်တာမျိုးလဲဟုတ်တယ်ပေါ့နော်အဲ့အဲ့လိုမျိုးတိုက်တဲ့ချိန်မှာဒီကောင်းလေးကဘာလုပ်နေသလဲဆိုတော့ရွာကိုမိချို့နေတာ ိနှလုံးလောက်ကဒါလုံးဝမိရှုခံနေရတဲ့အနေအထားအဲအဲ့လိုမျိုးအနေအထားမှာဟာချกว่าကျုံးกว่าဆိုတဲ့ပုံစံမျိုးနဲ့ဝင်ကျုံးညလာပါဗျာအဲ့တော့ကျတော့တကောင်သားတွေဘာဖြစ်လဲဆိုတော့မိရှုနေတဲ့တန်လန်းနဲ့ထွက်ပြေးကြတာအပုံလိုက်လဲတည်တယ်ဗောနော်တည်ပြီးတော့ထွက်ပြေးကြအဲ့မှာစစ်ကြောင်းတစ်ကြောင်းလုံးပြတ်တာ စစ်ကြောင်းတစ်ကြောင်းလုံးပြတ်ပြီးတော့ဥရဖားရနဲ့ထွက်ပြေးကြတာဟာအဖွဲတွေကလည်းကျုံးတာပေါ့ကျုံးလိုက်ကျုံးလိုက်ပြီးတော့ပြစ်အဲ့လိုပုံစံမျိုးနဲ့ဒါတိုက်ခိုက်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကအဲ့လိုမျိုးထွက်ပြေးတဲ့အချိန်မှာတပ်ဖွဲ့တွေဘက်ကတိုက်ပွဲဖော်ဆောင်တာမျိုးမဟုတ်တော့ဘဲနဲ့တိုက်ပွဲပြစ်တာမဟုတ်တော့အဲ့ချိန်ကျတော့လူဖမ်းပွဲဖြစ်သွားတာအနောက်ကနေလိုက်ပြီးတော့ဖမ်းရတော့တာအဲ့အခုဒီဖမ်းမိပါတယ်ဆိုတဲ့တုံမန်းတွေကတချို့ကကြတော့လုံးဝဒါတပ်ဖွဲ့တွေဝိုင်းပြီးတော့ဒါလိုက်တဲ့အချိန်ကျတော့ကောင်တွေကလုံးဝမခုခံတော့ဘဲနဲ့လက်နက်ချလိုက်တဲ့ကောင်တွေရှိတယ်အတချို့ကောင်တွေကကြတော့အနောက်ကနေကိုလိုက်ဖမ်းရတာလိုက်ဖမ်းရတယ်ကောင်တွေကလက်နက်တွေပါတယ်ဒါပေမဲ့ပြန်ပြုတ်ဖို့အတွက်ဒီကောင်တွေတတိမရှိဘူး အဲအဲ့လိုမျိုးပုံစံမျိုးနဲ့ဒါဒီကောင်းနေထွက်ပြေးနေနောက်ကနေတပ်ဖွဲ့တွေကလိုက်ပြီးတော့အုပ်ပြီးတော့ဖမ်းရတဲ့အနေအထားရဲ့ကြောင့်မလို့ဒီလိုမျိုးဒါဆက်နှစ်ယောက်ကိုမိခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့တီးသွားတဲ့ကောင်းနေကိုဒါလက်ဘရန်မျိုးပေါ်ကနေပြီးတော့လက်နေကြီးပြစ်ကူပေးပြီးတော့ဒါညစေနိုင်လောက်မှပြန်ပြီးတော့ဆွဲသွားတယ်ဆိုပြီးတော့လေဒါတိရတယ်ဗောနော်အဲ့တော့ကောင်းတယ်ဒါလိုမျိုးကတော့သွားဆွဲသွားဘာဖြစ်လို့လဲဆိုတော့လက်နေတည်းရရင်ပြီးရပါလေနော်ဒီကောင်းလေးလောင်းတော့တလိုင်းတက်ဖွဲ့တွေကအလုပ်တစ်ခုလိုလုပ်ပြီးတော့ကြိုမပေးနိုင်ဘူးဗျာအဲ့တော့じゃအခုလိုမျိုးဒါပြန်ပြီးတော့ယူသွားတာကောင်းတယ်ဗောနော်အဲ့တော့ဒီလိုမျိုးထိနာသွားတဲ့စစ်ကောင်စီကဒါ16ရက်နေ့မှာ ဒီနေရာကိုပြန်ပြီးတော့မကြည့်ဘဲနှွှဲမယ်ဆိုတဲ့ပုံစံမျိုးနဲ့အင်အားတက်ရာလုံးနဲ့စုဖွဲ့ပြီးတော့ဒါစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်ဆိုတဲ့ဟာကိုလည်းသိရတယ်ဗောနော်အဲ့တော့အဲ့လိုမျိုးဟာကိုလည်းတပ်ဖွဲ့တွေကအကောင်းဆုံးတုံ့ပြန်နိုင်လိမ့်မယ်လို့ယုံကြည်တယ်ပြီးတော့ကြေးရွာမှာရှိတဲ့ဒေသခံတွေကိုလည်းသတိပေးထားတာမျိုးရှိတယ်အဲ့တော့ဒေသခံပြည်သူတွေအနေနဲ့လည်းဒီဟာနဲ့ပတ်သက်လို့လိုက်နာကြစီခြင်းတယ်ဗောနော်အဲဆိုတာစစ်ကောင်စီကသူတို့အထိနာသွားပြီဆိုတဲ့အချိန်မှာဒါမဆိုင်တဲ့ပြည်သူတွေကိုအဓိကပြစ်မှတ်ထားပြီးတော့ရုပ်ရုံမှာမမတ်ရဲပုံစံမျိုးတွေလှုပ်လာနိုင်ရရှိတယ်ဘာလို့လဲဆိုတော့သူတို့အခုဖြစ်သွားတဲ့ပုံစံကစစ်ကြောင်းတစ်ခုလုံးဖြုတ်ခံလိုက်ရတဲ့ပုံစံဖြစ်နေတာ အဲ့တော့သူတို့အင်အား60ပဲပါပါ80ပဲပါပါအယောက်20ကျော်လောက်တည်တယ်ဆိုရင်လည်းကဒီကောင်တွေအတွက်အချီကြီးပဲပြီးရင်အခုလိုမျိုး12ယောက်ဖမ်းခံရဆိုရင်တဝက်လောက်ကပျောက်သွားတာပြီးတော့ကျတော့သူတို့အခုလိုမျိုးဒါတိုက်ဝဲဖြစ်ပွားပြီးတဲ့အချိန်မှာပေါ့နော်ဒါတပ်ဖွဲ့တွေကလည်းလိုက်ဖမ်းတာတွေရှိသလိုဒီကောင်တွေထွက်ပြေးတဲ့အချိန်မှာအဲ့လိုရှိုးတွေ အဲပြီးရင်လေတွေတောတွေတောင်တွေအဲ့လိုတွေထဲမှာထွက်ပြေးလို့နောက်ထပ်သူတို့ဘက်ကနေပြီးတော့ပြန်ရှာနေတာနောက်ထပ်9ယောက်လောက်ရှိတယ်ဆိုပြီးတော့သိရတယ်အဲ့တော့ကျစစ်ကြောင်းတစ်ခုလုံးဖြိုပြဲဖြစ်သွားတဲ့နေတာအဲ့တော့ဒီကောင်တွေကလည်းဂျင်းနဲ့မှာမဟုတ်ဘူးအဲ့တို့လိုက်ပြီးတော့ပြဿနာရှာအောင်ပါဗောနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးထုတ်ပြန်လာတာကျွန်တော်တို့ကတော့အားရတယ်ပြီးတော့ကျတော့ နေရဒေသအစုံပါပေါ့နော်တော်လိုင်းတက်ဖွဲ့တွေကစစ်ကောင်စီကိုနီးမျိုးစုံနဲ့ရအောင်တိုက်ပွဲဝင်နေတယ်ဆိုတဲ့ဟာကိုလည်းဒါကျွန်တော်မြင်ရတယ်ပေါ့နော်အာအခါတက်တော်အေနဲ့ပူပေါင်းပြီးတိုက်နေတဲ့အဖွဲ့တွေကလည်းတမျိုးဟာ KIA နဲ့ပူပေါင်းပြီးတိုက်နေတဲ့အဖွဲ့တွေကလည်းတမျိုးဟာကို့နယ်ကို့ဒေသအတော်တွင်းမှာလည်းစစ်ကောင်စီကိုရတဲ့နီးလမ်းမျိုးတွေနဲ့ရတဲ့လက်နက်ခဲယမ်းတွေဒါမပြည့်မစုံမဲနဲ့တိုက်နေကြတဲ့အဖွဲ့တွေလည်းရှိတာပေါ့ဗျာအဲဒါကြအဲ့လိုပုံစံမျိုးနဲ့တိုက်နေရဖြစ်တဲ့အတွက်စစ်ကောင်စီကတေးကြတယ်ဘယ်နေရာမှာဖြစ်ဖြစ်သူ့အတွက်ကအခြေအနေကဆိုးနေတော့မယ်ပေါ့နော်သူ့အတွက်စစ်မျက်နှာတွေများနေတော့မယ်အဲ့တော့ဘယ်နေရာမှာတော့တော်လိုင်းတက်ဖွဲ့တွေကအာရော့သွားတာမရှိဘူး တော့အုပ်ချုပ်ထောက်ပံ့မှုနဲ့ပတ်သက်လို့ကောင်းကောင်းမွန်ပေးနိုင်မယ်ဟေ့ဆိုတဲ့ခါကြရင်တကယ်ကိုအင်ပြအပြည့်နဲ့တိုက်ပွဲဝင်နိုင်လိမ့်မယ်ပေါ့နော်အဲ့တော့မပြည့်မစုံတဲ့တိုက်ပွဲဝင်နေတဲ့အကြောင်းပြောတဲ့ခါမှာဒီပခုတ်ကူကကိစ္စလည်းကျွန်တော်ပြောရမယ်ပေါ့နော်အဲ့တော့ဒါမကွေးတိုင်းပခုတ်ကူလေရင်ကွေးကနေပြီးတော့ဒါရိတ်ခါယူပြီးပြန်လာတဲ့စစ်ကောင်စီစစ်ကြောင်းအဲ့ဒီစစ်ကြောင်းကိုဒါတော်လိုင်းတပ်ဖွဲ့တွေကစီးနင်းတိုက်ခိုက်တယ်ပေါ့နော်စောင့်ကြိုပြီးတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အချိန်မှာစစ်ကောင်စီဘက်က6ဦးတည်တယ်ပြီးရင်လက်နက်နှစ်လက်ရတယ်စစ်ကောင်စီ ဒါစစ်သားတွေထွက်ပြေးတယ်ရဲတွေထွက်ပြေးတယ်ဗောနော်အဲ့ဒီဗီဒီယိုကိုကြည့်ရလိမ့်မယ်ထင်တယ်ဗောနော်အဲ့ဒီဗီဒီယိုလေးတကယ်မိုက်တယ်ကျွန်တော်ပြောချင်တာအဲ့တိုက်တယ်ခိုက်တယ်ဆိုတာထက်အဲ့ဒီဗီဒီယိုအစမှတွေ့ရခနေကောကျွန်တော်တို့ဟိုရင်ထဲမှာမကောင်းဘူးကြည့်ကြည့်ပဲဒါပြည်သူတွေလည်းဒီကျွန်တော်လိုပဲတွေးလိမ့်မယ်ထင်ပါတယ်ဘာလို့လဲဆိုတော့အဲ့တပ်ဖွဲ့ဝင်က ဒီကောင်းလေးကိုတစ်ပင်အပွဲကနေစောက်နေတာနှစ်ယောက်ပူပြီးစောက်နေဟိုဘက်မှာလည်းစောက်နေစောက်နေပြီးတော့လာပြီဆိုတဲ့အချိန်မှာ तू လုံးဝအတန်တိတ်နဲ့ပြောတာယောက်ဘာဖြစ်တဲ့ဘာဖြစ်တဲ့အဲအဲ့လိုပုံစံမျိုးနဲ့လှမ်းပြီးတော့ဒါ तू ပြောနေရရှိတယ်ပြောပြရတယ် तू လည်းရှယ်စောက်နေပါတော့အဲ့ရဲဘော်ကိုကြည့်ကြည့်လိုက်အင်ဂျင်လက်ရှည်လေးနဲ့ပစိုးလေးနဲ့မသိအလှူပဲသွားလို့လို့ပါလို့လည်းအဲ့လိုမျိုးပြစစ်သွန်းတိုက်မယ်ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ရှာဘူး တပ်ဖွဲ့တွေကဘယ်လောက်ထိမပြည့်စုံလဲဆိုတဲ့ဟာပေါ့နော်အောက်မှာဆစ်လိပ်ပါပပလေးတရံစီးထားတယ်ပြီးရင်ခါးချမ်းမှာထိုးထားတဲ့ဖုန်းလေးအဲ့ဖုန်းလေးကဘေးပေါင်လေးဆိုချိန်မွညာပဲပေါ့နော်ဒါဒီတိုင်းကြည့်လိုက်တာနဲ့ကိုတိတာလေဗျာအဲ့တော့ဟိုမပြည့်မစုံနဲ့ဆိုတဲ့ဟာကိုပြောချင်တာပါပြီးရင်ជីကမရှိဘူးယူနီဖောင်းမရှိဘူးအုတ်ထုတ်မပါဘူးဒီတိုင်းပလိန်လက်ထဲမှာကင်ထားတဲ့ဂန်းတလက်ပဲပါအဲ့ဂန်းတော်မှပဲပြစ်ပြီးရဲ့ချိန်မှာဂန်းကဒါပြဿနာတစ်ခုခုချွေရင်းသွားလို့ပေါ့နော် ဘေးကတယောက်ရဲ့တနက်ကိုပဲလှူပြီးပြစ်တာဘလို့တိစိတ်အားပြင်းထန်လဲဆိုတော့အဲ့လိုပုံစံမျိုးဒါမတန်းယူနေတဲ့သူကဒီဟာလေးကိုပတ်အောင်ယူပြီးအတွက်လည်းတကယ်ကျေးဇူးတင်တယ်တကယ်ကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒါတော်လိုင်းတက်ဖွဲ့တွေကအဲ့လိုဆွန့်ဆွန့်ဆဲဆဲတိုက်ပွဲဝင်နေကြတယ်ဆိုတဲ့ဟာကိုဒါထောက်ပို့ပေးမယ်ပြည်သူတွေလည်းမြင်စေချင်တယ်ပေါ့နော်ဒါရေစကြိုကပါဒီတက်ဖွဲ့တွေကအဲ့လိုမျိုးပုံစံမျိုးနဲ့တိုက်ပွဲဝင်ခဲ့တဲ့ဟာကိုလည်းဒါကျွန်တော်တွေ့ရတဲ့အခါစိတ်မကောင်းလည်းဖြစ်ရတယ်ပြီးတော့သူတို့ရဲ့တက်တိတွေကိုလည်းတကယ်ကိုအမခံချီးကျူးရတယ် ဟိုပါဗျာဒါစစ်ကောင်စီဘက်ကကောင်နေဆိုရင်အဲ့လိုပေါ့ကြီးကမပိုင်တခုအချိန်နေရဆိုရင်ကြီးကမပိုင်မသွားရဲဘူးအုတ်ထုတ်မပိုင်မသွားရဲဘူးလေချောင်းပြက်ကူမှမပင်းရင်မတိုက်ရဲဘူးမတိုးရဲဘူးလက်နေကြီးပြက်ကူမှမပင်းရင်သူတို့ရဲ့လူနာကိုမဆွဲရဲဘူးအဲ့လိုပုံစံမျိုးဖြစ်နေတဲ့အနေအထားမှာကျွန်တော်တို့ဒီဘက်ကဒလိုင်းတပ်ဖွဲ့ဝင်တွေကလောကပလင်းကြီးဗျာဟိုဘက်ကလည်းဒီတိုင်းဒလဟောပြင်နေတာအဲ့ဒီပွဲမှာဆိုရင်ဒါဒီဖြစ်စဉ်ဖြစ်ပြီးသွားတဲ့အချိန်မှာဒီလင်းဝင်းဘက်ကနေပြီးတော့ဗောနော point 5တိမနဲ့ပါကုတ်တာလက်နေကြီးတွေပါပြစ်တာ အဲ့တော့ကြတော့ဗျာအစာလေးတစ်ခုခုမှန်သွားတဲ့နေကိုဒါအသက်အန္တရာယ်ရှိသွားနိုင်တယ်ဒါမှမဟုတ်လေတပ်ဖွဲ့တွေကလုံးဝကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းအလင်းမရှိဘဲနဲ့စစ်မြေပြင်မှာဒါတိုက်ပွဲဝင်နေကြတာတွေ့ရတော့ဟုတ် တနာကယူနာလည်းတက်မိတယ်ပြီးတော့ပြေဆုံးစေခြင်းနဲ့စိတ်မကောင်းဘူးဗျာဒီလိုဒီတက်ဖွဲ့တွေဒီလိုတတိပြောင်မြောက်ပါတယ်ဆိုတဲ့အဖွဲ့တွေကပြပြေဆုံးဆုံးနဲ့များတိုက်ပွဲဝင်ရရင်ဘယ်တော့ကောင်းမလဲဆိုတဲ့အတွေ့အားအရင်ဆုံးဖြစ်လာတယ်ဗောနော်အဲအဲ့မှာဒါတို့တွေတိုက်ပွဲဖြစ်သွားပြီးအချိန်မှာဒါလိုက်ပြီးရှင်းတယ်တိုက်ပွဲကလည်းရှေ့မှာဆက်ဖြစ်နေတော့မှရှေ့တိုးတယ်ဗောနော်ဘာလို့လဲဆိုတော့မျက်မြင်မှာတို့က6ရောက်လောက်ပုံသွားတာမြင်လိုက်တာဖြစ်တဲ့အတွက်အဲ့ဟာကောင်းတွေကိုလိုက်ဆွဲဖို့အတွက်တနက်တွေလိုက်ကောက်ဖို့အတွက်လှုပ်တယ်အဲ့အချိန်မှာတို့အတွက်ဂန်းကဘယ်တော့အရေးကြီးလဲဆိုတဲ့ဟာကိုထပ်တွေ့ရ အဲ့ဒီဟာလေးကိုမယုံရင်အနည်းပြွက်လေးနဲ့ပြန်ကြည့်ကြည့်အဲ့ခုနညီလေးပဲသူကဒီဖုန်းခါးကြထိုးတဲ့ညီလေးပဲပေါ့နော်အဲ့မှာဒီ gang ကောက်ဖို့အတွက်သွားတဲ့ချိန်မှာနှစ်ယောက်အဲ့မှာစစ်ကောင်စီစစ်သားဒီရဲခွေးပေါ့နော်အဲ့ကောင်ဒီဒါလဲနေတဲ့ချိန်ပေါ့နော်လဲနေတဲ့ချိန်မှာသူဟေးအောင်ကောက်ကောက်ကောက် gang ကောက် gang ကောက်ဆိုပြီးဖုန်းခါးကြထိုးပြီးပြေးတာချီလန်းကျင်းနေပစိုးကြီးနေ တကယ်ပြတကယ်ချစ်ဖို့လည်းကောင်းတယ်ပေါ့နော်ပြီးရင်အဲဥစ္စာကိုကျွန်တော်မျက်လုံးထဲအောင်မထွက်ဘူးအဲကြတော့မိဘပြည်သူအနေနဲ့ဒီလိုမျိုးတပ်ဖွဲ့တွေကိုကူညီပေးကြစေခြင်းနဲ့သူတို့တွေတကယ်ရဲဝန်းနဲ့ကြုံနေကြတာပေါ့နော်သူတို့တွေသာတကယ်ကြီးကအပြည့်စုံနဲ့ရှိတယ်ဟေ့ဆိုရင်ခုန6កောင်ရဲ6လက်လုံးလည်းရရင်ရခဲ့ပါဗျတကယ်အဲ့အယောက်20လုံးနဲ့ကုန်ဝင်ကုန်ခဲ့ပါဗျအဲဒီလိုမျိုးပေါ့နော်အဲ့တော့လက်နက်တွေသာကောင်းမှန်ဆိုရင်သူတို့တွေဒီထက်ပိုပြီးတော့အခွင့်အရေးတွေဖန်တီးနိုင်မှာဖြစ်တယ် ဆောင်ကြိုပြီးတော့တိုက်ခိုက်နိုင်ဖို့ပြင်အိုက်နာထိကပ်ပြီးတော့လုံနိုင်ဖို့ဆိုတာတုံတောင်တက်တိနဲ့မရဘူးဗျာအဲ့ဒီလောက်ပြင့်နေခတ်နေပါလေဆိုတဲ့ကြားတဲ့ကိုပလိန်ဘာမှမပါဘဲနဲ့ပစိုးနဲ့ဝင်သွားဖို့ဆိုတာလည်းမလွယ်ဘူးဗျာအဲ့ကြအဲ့ကျွန်တော်တို့တပ်ဖွဲ့တွေကပေါ့နော်တကယ်ချီချူးလေးစားဖို့ကောင်းတယ်အဲ့မှာဒါလဲနေတဲ့နှစ်ကောင်ပေါ့နော်နှစ်ကောင်ထဲမှာတစ်ကောင်က တော့မသေးသေးဘူးစိုက်ငင်စိုက်ငင်အသက်ငင်နေတာပေါ့ဗျာအဲ့ဒါလည်းရေးရတယ်အရှိမလည်းဖုံ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 ပြစ်နေတာပြင်ကွင်းမြောင်ကြီးထိုင်မဲထိုင်လို့ရတာဗျာသိလားကွဲစရာကစရာဘာမှမရှိဘူးဟာအဲ့ဒါကိုပဲလှော်နေကြတာဒူးထောက်ပြီးတော့မိုးဆိုးဒူးတောင်းနဲ့လှော်နေကြတာအဲ့လိုလှော်နေနေခုနကောင်စီကနေပြီးလက်တွေပဲကောက်ပြီးရှစ်ဆက်သွားအဲ့ကောင်အသက်တွေငင်နေတာငင်နေတဲ့အချိန်မှာနောက်ကလာတဲ့တယောက်ကကင်ထုတ်သွားတာပေါ့နော်ဖုံဖုံဖုံမပြစ်နဲ့မပြစ်နဲ့တော့လို့တော့တားချိန်မရဘူးကင်ထုတ်သွားတော့အဲ့ကြောင့်ဒါတော့မတက်နိုင်ဘူးလေနော်ဒါသူတို့ဘက်က အဲဒီလိုမျိုးမဟုတ်ဖ ೇನೆ ပါနော်ပြည်သူ့ဘက်ကသာယက်တီခဲ့မယ်ဆိုရင်တော့ဒီအဖြစ်ဆုံးမျိုးမကြုံရဘူးပေါ့ဗျာ အဲတကယ်သာဗောနော်အာနာရှင်အတွက်အသက်ပေးမယ်ဆိုပြီးတော့အာနာရှင်ဘက်မှာမရက်တည်ခဲ့ဘူးဆိုရင်ဒီလိုမကြုံရဘူးဗောဗျာအခုတော့အာနာရှင်အတွက်တို့အသက်ပေးနိုင်လို့အဲ့ဘက်မှာရက်တည်တယ်အဲကြောင့်တပ်ဖွဲ့ဝင်တွေကလည်းလက်စတုံးပြရတယ်ဒါတော့မတက်နိုင်ဘူးဗောနော်အဲအဲ့ထက်မရလို့တော့မှပြည်သူတွေကဒါမကျေနပ်မကျေနပ်ဖြစ်နေမှာဗောနော်အဲ့လိုလှုပ်လိုက်တဲ့အတွက်ကတော့မကျေနပ်စရာတော့မရှိတော့ဘူးဗောနော်ဒါပေမဲ့မဖြစ်စေချင်တာအဲ့လိုမဟုတ်ဘူးလက်နဲ့ချတာတွေအညံ့ခံတာတွေအလံပြူထောင်တာတွေတိုက်ပွဲမဖြစ်ခင်မှာကြိုတင်ပြီးတော့ ဒါလက်နဲ့ချတာတွေအလင်းဝင်တာတွေချိတ်ဆက်ပြီးတော့ဒီဘက်ကိုကူးပြောင်းတာတွေကိုဖြစ်စေချင်တာအဲ့ဒါဆိုရင်တော့ဒါချင်းမြင့်မြောက်စားတာတွေရစားခံရအောင်ပါတကယ်ကိုအမြင်မှန်ရတဲ့စိတ်တစ်ခုနဲ့သာလာခဲ့တပ်ဖွဲ့တွေအတွက်သာတကယ်ပေါ့နော်လက်နဲ့ခဲရနေပါပါပြီးတော့ယူလာခဲ့အောင်အဲ့ခါကျရင်စစ်ကောင်စီဘက်ကပေးတဲ့လစာထက်ပိုတဲ့ပမာဏတွေကြီးကျူးကုန်ပြမှုတွေခန်းစားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ အဲ့လိုမျိုးဒါမဖြစ်ချင်လို့ဟိုဘက်မှာနေတဲ့အဖွဲ့ကတော့ဒီလိုမျိုးလက်စတုံးခံရတာစိတ်တော့မကောင်းဘူးကွနော်ရည်ပြီးပြောလဲစိတ်တော့မကောင်းအဲ့ကြောင့်အဲ့တိုက်ပွဲတင်းမှာလိုက်ပြီးတော့ခုနလိုပဲဒီ6ရောက်တေသွားပြီဆိုတဲ့အချိန်မှာလိုက်ပြီးရှင်းလင်းဖို့အတွက်လက်နက်ကောက်ဖို့အတွက်လုံနေတဲ့အချိန်မှာဒါလက်နက်ကြီးနဲ့ပစ်တယ်လင်းခွေးဘက်ကနေပြီးတော့မနော်ဒီတိုက်ပွဲဖြစ်ပြီဆိုတဲ့လက်နက်ကြီးနဲ့ပစ်တယ်ပြီးရင်ဒါ point 5နဲ့ပစ်တယ်လက်နက်ကြီးလက်နက်ငယ်အစုံပစ်ပြီးတော့အာလောက်လာတဲ့အတွက်ပေါ့နော်တပ်ဖွဲ့တွေကဒီနှစ်လက်ပဲ နှစ်လက်နဲ့ဒါခုနလည်းပေါ့နော်အုပ်ထုပ်တွေရတယ်ပြီးရင်ကြီးကအင်ကြီးတွေရတယ်ပြီးရင်ပေါက်တွေရတယ်ပေါ့နော်အဲဥစ္စာတွေယူပြီးတော့ပြန်ဆုတ်ခွာခဲ့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကဒါခုနဒါထိွားတဲ့ကောင်တွေရောဒါမထိဘဲနဲ့ပြေးတဲ့ကောင်တွေရောကသူကလေဝင်းဘက်ကိုပြေးတာပေါ့နော်အဲ့ဒါတိတ်မကြဘူးသူကဒီတံပြားကာက2စီးနဲ့ဒါအင်စီးက3စီးနဲ့ပေါ့နော် တည်ဆုံးခဲ့တဲ့စစ်ကောင်စီရဲ့အလောင်းတွေပေါ့နော်ခုနရဲခွေစစ်ခွေအကောင်တွေရဲ့အလောင်းတွေကိုလာကောက်သွားတယ်။နေ့လယ်2နာရီလောက်မှဒါတံမြားကကနှစ်စီးနဲ့အင်အားထပ်ဖြည့်ပြီးတော့ပေါ့နော်။လီရင်ကွင်းရဲ့မြောက်လူကန်ရွာဒီအထိုင်စခန်းရဲ့ပေါ့နော်ခုနကောင်တွေရဲ့စခန်းအဲစခန်းရဲ့ကိုအင်အားတွေထပ်ဖြည့်မဖြည့်လို့လည်းမရောက်လေ၆ကောင်လစ်သွားလေ။အဲဒါကြအဲ့လိုမျိုးပုံစံမျိုးနဲ့အင်အားတွေထပ်ဖြည့်တယ်ပေါ့နော်။အဲ့တော့ ဒီတိုက်ပွဲမှာကျော်လင်းတပ်ဖွဲ့ဝင်တဦးလက်ပြင်ကိုကြီဖောက်ဝင်တရားရရှိခဲ့တာရှိတယ်ကျွန်တော်ကတော့အောင်မြင်ခဲ့တယ်ဆိုပြီးတော့သိရအဲ့တော့တပ်ဖွဲ့တွေကအရန်ပြေဆုံးစီခြင်းအဲ့တော့ကျွန်တော်ဒီတပ်ဖွဲ့အနေနဲ့ကျွန်တော်အင်တာဗျူးတွေလုပ်ခဲ့တာရှိတယ်။ဒါကိုအောင်မောင်းအဲကိုအောင်မောင်းဆိုလေတာအဆိတ်ရထက်တဲ့အကျွေးဘလက်ဘွားနဲ့အကျွေးဘလက်ဘွားနဲ့အခုသူတပ်ဖွဲ့တွေကလည်းအဲ့လိုပုံစံနဲ့မြင်ရတော့ဗျာစိတ်မကောင်းဘောဗျာအဲ့တော့ဘလိုပဲဖြစ်ဖြစ်အဲကိုတက်နိုင်တဲ့အပိုင်းလေးတွေမှာပါဝင်ပြီးတော့ကူညီပေးကြမယ်ဆိုရင်တပ်ဖွဲ့တွေရဲ့အသက်ကိုလည်းကယ်ရာရောက်သလိုတပ်ဖွဲ့တွေရှေ့ဆက်ပြီးတိုက်ပွဲဝင်နိုင်ဖို့ အဲသူတို့ရဲ့စိတ်တက်အင်အားတွေကိုလည်းမြင့်တင်ပေးလိုက်တာ ਨੇ အတူတူပဲအဲဒါကြောင့်ကျွန်တော်တို့တွေအဲတက်နေတဲ့လောက်လေးဝိုင်းပြီးတော့ပါဝင်ပေးကြစီခြင်းနဲ့ပေါ့နော်နောက်တစ်ခုကတော့ဒီရက်ထဲမှာသတင်းတွေအရန်ထူးနေထူးနေနေနေပေါ့နော်ဒါကျွန်တော်တို့ဒါ KAI ဘက်ချန်းကသတင်းတွေပေါ့နော်ကချင်ပြည်နယ်ဘက်ကသတင်းတွေလည်းကျွန်တော်တို့ပြောဖို့ရှိနေတယ်ပေါ့နော်အဲ့ဒါကဒါဗမော်မြို့သုံးမိုင်လမ်းဆောင်ပေါ့နော်ဒီရက်ထဲမှာဖြစ်သွားတဲ့တိုက်ပွဲတွေရှိတယ်အဲ့တော့အောင်မေလန် KTV နားဆိုပြီးတော့သိရတယ်ထုံးစံတိုင်းမှာဒါ KAI နဲ့ PDF တွေလက်ချက်နဲ့စစ်ကောင်စီအထိနာတယ်အဲ့တော့စကားစားဘက်ကအထိနာလို့သိတာနှစ်ကောင်ပေါ့နော် တန်ရရသွားတာအများပြားပဲဆိုပြီးတော့လည်းသိရတယ်အပြိတာနဲ့အဲ့တန်ရရတဲ့ကောင်တွေကိုထမ်းပြီးတော့နောက်ပြင်းပြန်ပြေးရတယ်ပေါ့နော်ရှင်းလင်းလင်းလုတဲ့အခါမှာလည်းအလောင်းတစ်လောင်းနဲ့ဒါတနက်နယ်လက်ထပ်ပြီးတော့ရအဲဒါဖြစ်စဉ်တစ်ခုပေါ့နော်အဲ့ဒါကစစ်ကောင်စီနဲ့ထိထွေတိုက်ပွဲဖြစ်တာက၃မိုင်ဆိုတဲ့နေရာနားမှာ၃မိုင်လမ်းစုံပေါ့အဲ့နေရာနားမှာဖြစ်တာပေါ့နော်အပြိတော့ဒါစစ်ကောင်စီကဒီပမော်မြို့တဲ့နေရာတွေရဲ့ပြီးရင်ဒါခုနက၃မိုင်ပတ်ချလဲနေရာတွေရဲ့အဲ့နေရာတွေရဲ့ကိုဒါစစ်ကြောင်းထိုးတာမျိုးတွေတော့ဇက်တိုက်ကိုလုပ်နေတဲ့အနေထားမှာရှိတယ်ဒီရက်ထဲမှာစစ်ကောင်စီရဲ့ကာကင်းတခန်းတချို့ပေါ့နော်က ကာကင်းစခန်းဆိုတာကင်းထုတ်ထားတဲ့ကင်းတို့ကင်းရှည်ဆိုတဲ့နေရာမျိုးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေကိုလည်းဒါ KI နဲ့ BDF တပ်ဖွဲ့တွေကပြန်ပြီးတော့ရရှိထားတာတွေရှိတယ်စစ်ပွဲကတော့ဒီလိုပဲအဲသူတို့ဘက်ကလည်းဒီဟာနဲ့ပတ်သက်လို့ကတော့သူတို့ကလည်းပြောမှာပဲဘာမှမဖြစ်ဘူးနေရာကပြန်ယူလို့ရတယ်ငါတို့ရဲ့ရဲဘော်တွေအသက်တွေမတင်ပြီးကြပဲဆိုပြီးပြောကြရရှိတယ်ပေါ့နော်ဒါပေမဲ့တေဝကတော့မတက်နိုင်ဘူးသူတို့ကအမြဲတမ်းအဲ့လိုစကားမျိုးတွေပြောနေကြအဲ့တော့အစ်မြေပြည်မှာကတော့အဲ့လိုပဲဒီကောင်တွေအကုန်လုံးထွက်မပြေးသွားသေး၍ အဲတလင်းတက်ဖွဲ့တွေအကုန်လုံးမဆုတ်ခွာသွားသေးရေအဲ့နေရာကိုဘသူရတယ်ဆိုတဲ့ပုံစံမျိုးနဲ့တော့ပြောဖို့စိုးသေးတယ်ခက်တယ်ပေါ့နော်အဲကြတော့ဒီလိုမျိုးရဖို့အတွက်ကိုလည်း နှစ်ဖက်လုံးကလည်းစူးစမ်းနေကြတော့မယ်အဲ့တော့အထိကိကလည်းနှစ်ဖက်လုံးတော့ရှိတယ်ဒါပေမဲ့စစ်ကောင်စီကတော့ထုံးစံတိုင်းပဲဒီဟာနဲ့ပတ်သက်ရင်သူတို့ကအမြဲတမ်းမှာသူတို့ပဲနိုင်နေတဲ့ပုံစံမျိုးပြောတယ်မြေပြင်မှာကြီးလိုက်တယ်ဆိုရင်သူတို့လူတွေအလောင်းအလက်တွေဆိုတဲ့ဟာတွေကဒီဘက်ကတော်တော်တက်ဖွဲ့တွေပဲရတာပုံများတာပေါ့ဗျာအဲ့တော့သူတို့တာဝန်ယူထားတဲ့ကာကင်းနေရာတွေပြန်ရတာရှိတယ်တိုက်ပွဲကတော့နေတိုင်းလိုလိုဖြစ်ပွားနေတာရှိတယ်နောက်တစ်ခုဒီရက်ထဲမှာပဲဒီဗမော်မှာပေါ့နော် drone အဖွဲ့တွေလက်စွမ်းပြထားတယ်။အဲဒါတော်လိုင်းတပ်ဖွဲ့တွေဘက်က drone အဖွဲ့တွေလက်စွမ်းပြထားတယ်။ suicide drone အနေနဲ့ပေါ့နော်။အဲ suicide drone အနေနဲ့ပြင်းတဲ့အခါမှာစစ်ကောင်စီဘက်က၃កောင်ပွဲချင်းပြီးတာရှိတယ်။နောက်ထပ်ဒါအရှိပိုင်းမှာလည်းဒါအလောင်း၂လောင်းနဲ့တနက်၃လဲရလိုက်တဲ့ဖြစ်စဉ်တစ်ခုလည်းရှိတယ်။အဲကြဒီရက်ထဲမှာကိုပဲဖြစ်စဉ်တွေကခက်ဆိတ်ဆိတ်နဲ့အများကြီးဖြစ်နေတာ။အများကြီးဖြစ်နေတဲ့တော်တွင်မှာပဲအကျိုးမြတ်ရလိုက်တဲ့ဟာတွေကကျွန်တော်တို့သိရသလောက်ဆိုရင်ဒါအများကြီးပဲပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့တွေသိတယ်ဆိုတာကအကုန်မဟုတ်သေးဘူး။ တပ်ဖွဲ့တွေကပြောလို့ရတဲ့လောက်လေးပဲပြောပြသေးရပါတော့။အဲအဲ့လိုမျိုးဟာတော့မှပဲအားရစရာသတင်းကောင်းတွေကအများကြီးရှိတယ်။အဲ့တော့စစ်ကောင်စီဘက်ကအခုနောက်ပိုင်းမှာဘုံဘုံမှာဘာတွေပူကောင်းလာလဲဆိုတော့အဲကင်းထောက် drone တွေပူကောင်းလာတယ်။ အဲကင်းထောက်တဲ့အခါမှာဗောနော်အဲအရင်ထက်ပိုပြီးကောင်းမွန်တဲ့အရေးသိမြင့်တဲ့ drone တွေကိုပို့ပြီးတော့အသုံးပြုလာရှိတယ်။အဲ့တော့သူတို့ဘက်ကလည်းနီးမျိုးစုံသုံးပြီးတော့ဒီစစ်ပွဲကိုအရေးတာအောင်အတရအောင်သူတို့လှုပ်နေတော့မယ်။အဲဒါပေမဲ့လည်းဒီဘက်ကသွန်လင်းတပ်ဖွဲ့တွေကလည်းသူတို့ဘာပဲသုံးသုံးဗောနော်။ရှေ့ပိုင်းကာလမှာကနေကဒီလိုပုံစံမျိုးသူတို့လှုပ်နေတာ။သူတို့မှရှိသည်မြ၊သူတို့မှအသာစီးရသည်မြဟာအကုန်လုံးကိုသူတို့သုံးခဲ့တာဗောနော်။ဒါပေမဲ့ဒီနေ့ဒီချိန်ထိဒါဒလိုင်းတက်ဖွဲ့တွေကလည်းဆက်ပြီးတော့ခီးနှင်းနေတော့မယ်အဲတနိုင်းဘက်မှာလည်းစော်တယ်စစ်ကောင်စီက တန်တိုင်းဘက်ကဟာရည်ရတယ်စစ်ကောင်စီကခြုံကိုလာစစ်ကောင်စီကခြုံကိုတဲ့ဟာကိုကိုဘက်ကဒါပြန်ပြီးတော့ပြင်းနိုင်ခဲ့တာဗောနော်တန်တိုင်းဘက်မှာ KIA ဘက်ကပြန်ပြီးတော့ပြင်းနိုင်ခဲ့တာအဲ့တော့သူတို့ကခြုံကိုလာခြုံကိုတယ်ဆိုတဲ့ဟာကဗျာတကယ်ပြောရင်ရန်သူလာနိုင်ပါလေဆိုတော့လမ်းကြောင်းတွေကိုကြိုတင်စောင့်ပြီးတော့တကက်လမ်းကြောင်းပြင်နေရရွေးရအောင်နော်နေရရွေးတဲ့အခါမှာကိုပဲ SQL Agri RV shape ပါရှိအဲအဲ့လိုပုံစံမျိုးနဲ့မြေအနေထားအရေးတာပါလေဆိုတော့နေရမျိုးကိုရွေးပြီးတော့အပိုင်စောင့်ပြီးပြင်းတာ အဲ့ဒါကစစ်ကြောင်းတစ်ကြောင်းလုံးမှာပြုတ်ထွက်သွားအောင်ပြင်လို့ရတဲ့နီးပြူဟာတစ်ခုဒါခြုံကိုရဲဆိုတဲ့ဟာကအရန်အရေးကြီးပြီးတော့အရန်အသုံးဝင်တဲ့နီးပြူဟာတစ်ခုအဲ့လိုနီးပြူဟာကိုဒါစစ်ကောင်စီဘက်ကရောတော်လိုင်းတပ်ဖွဲ့တွေကရောဒါအမြဲတမ်းမှာအသုံးပြုဖို့ကြိုးစားကြတယ်အဲ့ဥစ္စာကိုပိုင်ပိုင်နိုင်နိုင်အသုံးပြုနိုင်တယ်ဆိုရင်ခုနကလောအတန်းလိုက်အပုံလိုက်တွေထိရတဲ့အဆင့်ထိဖြစ်တယ်ပြောရရင်ဗျာစစ်ကြောင်းလာလာသမျှတစ်ကြောင်းလုံးကို ချီမိုးနိုင်တဲ့အဆင့်မျိုးတွေလုံနိုင်တဲ့နီးပြွာတစ်ခုဖြစ်တယ်။သူကရက်အဖွဲလိုဖြက်အဖွဲလိုအဲရက်ဖြက်တက်ကထောက်ဒါတွေကတက်ဖွဲတွေရောတည်ပြီးသားပါเนาะအဲ့လိုပုံစံမျိုးနဲ့အဖွဲတွေခွဲပြီးတော့ကို့အဖွဲလိုက်တာဝန်ကိုခြေပြောင်းအောင်လုံနိုင်တယ်ဟေ့ဆိုရင်ခုနလိုမျိုးပေါ့เนาะစစ်ကြောင်းတစ်ကြောင်းလုံးပျောက်ထွက်သွားတဲ့ဒီချီမိုးနိုင်တဲ့နီးပြွာအဲ့ဥစ္စာကိုစစ်ကောင်စီကအရင်သုံးတာအဲ့တနိုင်ပါပါအဲ့လိုသုံးတာသုံးပေမဲ့တလိုင်းတက်ဖွဲတွေကပြန်ပြီးပြင်းလိုက်လို့စစ်ကောင်စီကပြန်မထွက်ပြေးရတယ် အဲ့ဒါကြတော့ debut ဟာတွေပို့ပြီးတော့ကျန်းကျင်စေခြင်းလဲဆိုရင်ဒလိုင်းတက်ဖွဲ့တွေဒီမှာလာတင်ပါကျောင်းစီဘက်ကဖွဲ့တွေပြောလာပါတော့အဲ့တော့အဲ့ဘက်မှာလည်းအောင်မြင်မှုရှိခဲ့တယ်ပေါ့နော်နောက်တစ်ခုဒါပူတာဟိုဘက်ကမချမ်းဘောမချမ်းဘောဘက်မှာကြတော့ KIA ဘက်ကခြုံကိုတာဗျာ KIA ကအဲ့မှာဒါတက်မှာတက်တက်မှာတက်ဘက်ကတာဝန်ယူထားတဲ့နေရာပေါ့နော်အဲ့ဘက်မှာဒါစကားဆာစစ်သားတွေအသေးပြောက်များတယ်ဂစင်ကလျားနဲ့ထွက်ပြေးကြတယ်စစ်ကောင်စီကခြုံကိုခံရတဲ့အနေအထားဖြစ်တဲ့အတွက်သူတို့ကတုံးစံတိုင်းပေါ့နော်ကိုဘက်ကအဖွဲ့တွေကတော့အဲ့လိုမျိုးနှီးပြပါဦးလုံးဝချိန်ညက်နေအောင်အသုံးချတယ်အဲ ကြောင့်မလို့ဒါရှေးကာလတွေမှာကြည့်မယ်ဆိုရင် KNY ဘက်ကတိုက်ပွဲတွေမှာကြည့်လိုက်လမ်းကြောင်းတစ်လျှောက်လုံးပါဗျအင်အား60 80လောက်ရှိတဲ့စစ်ကြောင်းကြီးတစ်ခုလုံးဘေးနားလေးမှာတွေ့ရမလားတစ်ဖက်ထဲမှာကတ်ပြီးတော့အပြုံလိုက်လေးတည်နေတဲ့ဗီဒီယိုလေးမြင်မှုလိုက်မယ်ပေါ့နော်ဒါဒီတော်လိုင်းကြီးမှာဖြစ်ခဲ့တဲ့ဟာလေအဲအဲ့လိုမျိုးပုံစံမျိုးနဲ့ဖြစ်အောင်ချုံကိုတိုက်ခဲ့တဲ့ဟာလေရှိတယ် အဲ့တော့ဒီနီးဗျူဟာတွေကိုကတော့ဒါတကယ်လို့ကျွမ်းကျင်စေချင်တဲ့ဆိုရင် KIA တို့ PDF တို့စီမှာတင်တဲ့လာတက်ပါအောင်နော်အဲ့အဲ့လိုမျိုးပုံစံမျိုးနဲ့ခြုံခွေလိုက်တဲ့ကားစစ်ကောင်စီဘက်ကအထည်နာပြီးတော့ထွက်ပြေးသွားတာရှိတယ်အဲ့ဘလိုပဲဖြစ်ဖြစ်ဒါအတားရခဲ့တဲ့ဖြစ်စဉ်တွေပေါ့ဗျာအဲ့တော့ဒါပူတာအိုခိုင်တစ်ခုလုံးကိုစစ်ကောင်စီကစိုးမိုးနိုင်မှုအတွက်ကိုစစ်ကြောင်းတွေထိုးတာတွေအများကြီးလှုပ်လာတယ်ပြီးရင်အဓိကတော့တို့ကရွေးကောက်ပွဲလှုပ်နိုင်ဖို့ပေါ့ရွေးကောက်ပွဲလှုပ်ဖို့အတွက်ကိုအခုလိုမျိုးနေမြေတွေစိုးမိုးနိုင်မှုအတွက်ကိုစစ်ကြောင်းတွေထိုးခိုင်းတယ်ပြီးရင်နေမြေရှင်လေးတွေလှုပ်ခိုင်းမယ်ပြီးတာနဲ့အထိုင်ချမယ်ရွေးကောက်ပွဲလှုပ်မယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့လာတာ ဲ့တော့စစ်ကောင်စီကတနိုင်းခေါလံဖူးပူတာကိုနှောင်းမွန်းမိုးညင်းမြစ်ကြီးနားအဲ့ဆတဲ့မြို့တွေအကုန်လုံးမှာသူကရွေးကောက်ပွဲလုပ်မယ်ကျင်းပသွားမယ်ဆိုပြီးတော့ကြီးညာထားတာဖြစ်တယ်။အဲ့လိုကြီးညာထားပြီးတဲ့နောက်မှာကိုပဲဒါပူတာုံနဲ့ခေါလံဖူးမှာဆိုရင်ဒါမဲစင်းရင်းနေပေါ့နော်။ကြီးညာတဲ့ဟာတွေကတ်တဲ့ဟာတွေလုတ်သွားသေးတယ်။မဲစင်းစပြီးတော့ဒါကြီးညာတာတွေရှိတယ်။အဲ့လိုမျိုးကြီးညာတဲ့အချိန်မှာဒါပူတာုံမှာဆိုရင်ဒါမဲစင်းကြီးညာပေမဲ့ကြီးမဲ့သူမရှိလို့ရက်ထက်တိုးလာ။ တပတ်ထပ်တိုးခဲ့ရတာရှိတယ်။အဲစစ်ကောင်စီကပေါ့နော်။အဲ့ဒီနေရာဒီမှာသူကတော့ရုပ်တည်နဲ့ဒါရွေးကောက်ပွဲလုပ်မယ်လို့ကျင်းပမယ်လို့သူကကြေညာထားတာပဲ။ဒါပေမဲ့ဒီသူတို့ကတ်ထားတဲ့မဲဆင်းကိုလမ်းကြည့်လို့တောင်မှပဲသူက အထပ်ပြီးတော့ဒါရက်ထပ်တိုးထားရတဲ့အနေထားပေါ့နော်အဲ့တော့ဒီ data တွေမှာဒါ KIA PDF တွေအလိုမရှိဘူးလို့အဲစစ်ကောင်စီနဲ့ဒါပြည်သူစစ်ကိုထောက်ခံပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆန္ဒပြတဲ့ဆန္ဒပြပွဲတွေကိုလည်းဖန်တီးခဲ့တာဒီအပိုင်းမှာရှိခဲ့တယ်ပေါ့နော်အဲ့တော့ရုပ်ောက်ပွဲဖြစ်မြောက်ရေးကိုစစ်ကောင်စီဘက်ကညီမျိုးစုံနဲ့လှုပ်ဆောင်နေပေမဲ့မြေပြင်မှာတော့မှန်းထားသလောက်ဘယ်နေရာမှအဆင်မပြေသေးဘူးဆိုတဲ့ဟာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ် ော်လိုင်းအင်းဒီဘက်ကတော်လိုင်းအင်အားစုတွေအားလုံးကတော့စစ်ကောင်စီပြုလုပ်မဲ့အတုရောင်ရွေးကောက်ပွဲကိုဘလုံးမှအားမပေးပါဘူးအခုဆိုရင်အာခတ်တက်တော် AA ဘက်ကလည်းဒါမျိုးနဲ့ပတ်သက်လို့ထုတ်ပြန်ထားတာရှိတယ်သူတို့ထိန်းချုပ်ထားတဲ့နေမြေအကုန်လုံးမှာစစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲကိုလုံးဝခွင့်မပြုဘူးကျင်းပလို့မရစီအောင်ဆိုတဲ့ပုံစံမျိုးထုတ်ပြန်ထားအဲဒါကြတော့အဲ့လိုမျိုးထိန်းချုပ်ထားတဲ့နေမြေအကုန်လုံးမှာစစ်ကောင်စီရွေးကောက်ပွဲလုပ်ဖို့ဆိုတာမလွယ်ဘူးအခုလိုမျိုးထိန်းချုပ်ထားတဲ့နေရာတွေကလည်းအများကြီးပဲဒေါ်လိုင်းတက်ဖွဲ့ကအများကြီးရှိတာဖြစ်တဲ့အတွက် ဒီထိန်းချုပ်ထားတဲ့နေရာတွေကလည်းတကယ်အများကြီးပဲအဲ့တော့မင်းအောင်လိုက်လုံးမဲ့အပိုင်း1နဲ့3ကအပိုင်း1နဲ့တင်ဇက်သိန်းလည်းဇက်သိန်းသွားနိုင်တယ်တရား2မြို့ပေါ့နော်အဲ့တရား2မြို့တဲကတော့မှပြန်ရော့ရင်ရော့သွားနိုင်တဲ့အနေထားအဲ့ဒါကြောင့်မင်းအောင်လိုက်ဘက်ကတော့ဘလို့ပဲဖြစ်ပါစေသူကတော့ယုံကြည်မှုသူ့ကိုယ်သူလွန်ကဲပြီးတော့ညီမျိုးစုံနဲ့သူဒီယူကောက်ပွဲကျင်းပနိုင်ရေးအတွက်စူးစမ်းနေတာရှိတယ် အဲတစ်ဖက်ကလည်းပေါ့နော်ဒါစစ်ကောင်စီကိုထောက်ခံအားပေးတဲ့နိုင်ငံတွေကလည်းရှိသေးတယ်ဗျအဲဒီတရုတ်လိုကောင်မျိုးဆိုရင်ဒါသူကဒီရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာဖို့အတွက်ကိုအဖွဲ့တွေပါဆီလုတ်ပေးအောင်မှာဆိုပြီးတော့ဒါပြောထားရတယ်ရှိတဲ့အတွက်ပေါ့နော်လာမယ့်ကာလတွေကအရေးကြီးတဲ့ကာလတွေဖြစ်တယ်ကျွန်တော်တို့အသာစီးရဖို့အတွက်ဒေါ်လာကြီးအောင်မြင်စေဖို့အတွက်ပေါ့နော်ဒီဒီချိန်မှာစစ်ကောင်စီကိုဒါအလဲထိုးနိုင်ဖို့အတွက်အလှည့်ပြောင်းအကြီးကြီးတွေဖြစ်ပေါ်လာဖို့အတွက်ကိုပြည်သူတွေရဲ့အားကဒါအရေးကြီးလိုအပ်ပါတယ်ပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တပ်ဖွဲ့တွေကိုဒီထက်ပို့ပြီးတော့ထောက်ခံပေးကြပါတပ်ဖွဲ့တွေကမြေပြင်မှာ ဘလောက်တောင်မှပြောကြတယ်လဲဆိုတော့ကျွန်တော်တို့ကိုအဲခဲရမ်းမဲ့ပေးပါဗောနော်ဂန်းကစွန့်ကောင်စီစီကနေရအောင်ယူပါမယ်ဗောနော်ပြီးရင်ကျွန်တော်တို့ရဲ့အသက်တွေပါပေးပြီးတော့ဒီတိုက်ပွဲတွေကိုအနိုင်အောင်တိုက်ပေးပါမယ်ဆိုပြီးတော့ဒါအမတ်ခံတဲ့တပ်ဖွဲ့တွေတောင်အများကြီးရှိပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်တို့မတက်နိုင်လို့အကူအညီတောင်းတဲ့ဒီထောက်ပံ့မှုတွေကိုတော့ကျွန်တော်ပြည်သူတွေပေးနိုင်ဖို့အတွက်ရည်ကြီးတယ်ဆိုတာလေဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်